င်္ဂလာရှိသောအချိန်အခါလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာပရိသတ်ကြီးနားဆင်ရမယ့်ဇာတ်လမ်းလေးကပရလောကဖြစ်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုနားမဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ကြရအောင်ဗျာမကွေးတိုင်းပွင့်ပြူမြို့နယ်အတွင်းမှာရှိတဲ့ရွာတရွာမှာဘုံတော်ကြီးကျောင်းဝန်းအတွင်းမှာ လက်ပံပင်ကြီးမှနေတဲ့တရေကြီးအကြောင်းဖြစ်တယ်။အချိန်ကာလအပြင်1980လောက်ကဖြစ်တယ်။ဓမ္မပါလဘုံတော်ကြီးကျောင်းမှာဆယ်စုနဲ့နှစ်စုစာများနေထိုင်ခဲ့တဲ့တရေကြီးနတ်ကျော်ရဲ့အကြောင်းဆိုရင်လည်းမှားမှားပါဘူး။ဘုံတော်ကြီးရဲ့ဘွဲကဦးဇဝနာဖြစ်တယ်။ဘုံတော်ကြီးကငယ်ပြူမဟုတ်ဘဲနဲ့တောထွက်တပါဖြစ်တယ်။အတန်ငယ်ငယ်နဲ့အိမ်အောင်ပြတ်သွားတဲ့အတွက်အသက်၂၃နှစ်အရွယ်မှာရဟန်းဝင်ပြီးတော့ဇီရတော်ဥဝေပုံလာထမ်းမှစာပေကျမ်းဂန်များကိုသင်ယူရင်းနဲ့ သတင်းသုံးနေထိုင်ခဲ့တဲ့ဆရာတော်ကဘေယောဂပညာလေးတပတ်ကန်းခတ်တက်မြောက်တဲ့အတွက်တပည့်ရှင်စမဏအားတသက်မြအလုံးစုံကိုတင် जा ပေးခဲ့တယ်။ဆရာတော်ဥဝေဘုံလာလေအရှင်ဇဝနဝါတော်၁၈ဝါအရောက်မှာပြောင်းလဲတော်မူသွားတဲ့အတွက်ဓမ္မပါလာကျောင်းမှာ အရှင်ဇဝနဆက်လက်ကျောင်းထိုင်ခဲ့တယ်။အရှင်ဇဝနလည်းဝါတော်၁၈တတ်တော်၄၁အရောက်မှာကျောင်းနိုင်ဆရာတော်ဖြစ်လာခဲ့တယ်။နောက်ပိုင်းမှာတော့တရားဟောတရားပြကောင်းတဲ့အတွက်နာမည်ကျော်ကြားခဲ့တယ်လို့ ဇုံကဝေအမောင်ပယောကကုသရာမှာလဲအဲ့ဒီနေ့တဝိုက်မှာထင်ပေါ်ကျော်စောလာခဲ့တယ်။ကျောင်းဝန်းအတွင်းမှာလဲ28တောင်ညံတော်အမြင့်ရှိတဲ့မြေဆိုင်စည်းတီတစုရှိတယ်။ကျောင်းရဲ့ရှေ့ချမ်းတောင်မှာတော့လူကြီးတစ်ဖက်တသာလုံးပတ်ရှိတဲ့လက်ပံပင်ကြီးတစ်ပင်ရှိတယ်။ဘုန်းကြီးဦးဇဝဏနဲ့ရွာသူရွာသားတွေကဇီဒီရဲ့နဘေးမှာဓမ္မယုံတစောင်းဆောက်လို့ရန်လုံးပန်းနေကြတယ်။ဆရာတော်ကဓမ္မယုံဆောက်လို့ရန်ကောင်းမကောင်းမြင်းမြာတတ်မတန်စစ်စစ်ကြည့်တဲ့အခါမှာတော့ကျောင်းရဲ့ချမ်းတောင်က လက်ပံပင်ကြီးမှာတရေကြီးတကောင်ရှိနေကြောင်းဘုံတော်ကြီးရဲ့ပယောဂပညာအစွမ်းနဲ့မြင်လိုက်ရတယ်။ဇေယတော်ကြီးကလည်းလက်ပံပင်ကြီးမှာတရေကြီးရှိနေကြောင်းအเจ้าမအเจ้าသားလေးများကိုရင်များ ရွာသူရွာသားများကိုလည်းမပြောပြပါဘူး။တရက်မှာအားလုံးမရှိတဲ့အချိန်မှာတရေကြီးကို မေတံမေနှင်းတန်းနဲ့နှင်းထုတ်မယ်လို့ဆုံးဖြတ်ထားလိုက်တယ်။ဘုံကြီးကမြေသူကိုမှမပြောပြဘဲနဲ့တရေကြီးရဲ့အခြေအနေကိုအကဲခတ်လျက်ရှိတယ်။ တရေကြီးကလည်းဘသူ့ကိုမှအနောက်ရှက်မပြုဘဲနဲ့မချောက်နှံမဲနဲ့ဘုံကြီးရဲ့အစွမ်းကိုသိနေတဲ့အတွက်ចောင်းကခွာသွားလိုက်ចောင်းကိုပြန်လာလိုက်ဖြစ်နေတာကိုဘုံကြီးကသိပါတယ်ဘုံကြီးကလည်းဓမာယုံဘေးကတရေကြီးရဲ့အခြေအနေကိုအကဲခက်လျက်သာနေပါတယ်ဆရာတော်ကြီးအနေနဲ့တရေကြီးနဲ့တွေ့ဆုံနိုင်ရန်အခွင့်သာတဲ့နေ့ကိုရောက်လာခဲ့တယ်ဓမာယုံဆောက်တဲ့ပယံများလက်သမားများအလုံနာတွေရဲ့တကားတကားမများမရှိမှចောင်းသားလေးတယောက်ကို တရေကြီးအကြောင်းကိုသိရဖို့အတွက်ဘုန်းကြီးကခေါ်ယူပြီးတော့ပူကက်ခန့်လိုက်တယ်။အဲ့ဒီအခါမှာတော့ចောင်းသားလေးဟာတရေကြီးဝင်ပြီးတော့ပူကက်ပါတယ်။ကဲမင်းရဲ့အကြောင်းကိုပြောပြစမ်းဆရာတော်ကအမိန်တမ်းမျိုးနဲ့မေးလိုက်တဲ့အခါမှာတော့ចောင်းသားလေးကိုဝင်ပူကက်ထားတဲ့တရေကြီးကပြန်ဖြေလိုက်တယ်။တပည့်တော်လူဖြစ်စဉ်ကရွာစဉ်လှည့်ပြီးတော့ဓမြတိုက်ခဲ့တဲ့ဓမြတယောက်ပါ။ရွာတရွာမှာဓမြတိုက်လို့တည်ရင်နဲ့မကောင်းမှုတွေများလွန်းလို့ တရေဘဝကိုရောက်နေပါတယ်ဖေဟာတရေဘဝရောက်တာနဲ့ဆရာတော်ရဲ့လက်ပံပေးမှာနေထိုင်နေတဲ့တရေမရှိတာနဲ့ဝင်ပြီးတော့နေမိပါတယ်ဖေဟာဆရာတော်ရဲ့ဘုံတကူကိုကြောက်လို့တရေတွေမနေတဲ့လက်ပံပင်ကြီးမှာလာနေမိတဲ့တပည့်တော်လည်းနေရထိုင်ရတာအတော်လေးဒုက္ခရောက်ပါတယ်ဖေဟာဆရာတော်ရဲ့အကြောင်းကခြေစည်တန်းဘုရားရှင်ကိုယ်တန်တရားစာရွတ်တန်ကြတာနဲ့အသေးနှလုံးလွတ်မတက်ကြောက်လန့်ပြီးတော့အပင်ပေါ်ကနေဆင်းဆင်းပြေးရပါတယ်ဖေဟာ အခုနောက်ပိုင်းမှာတော့လက်ပံပင်ပေါ်မှာနေရတဲ့အချိန်ထက်ပြီးရတဲ့အချိန်ကများနေလို့တခြားမှာနေလို့ရမယ့်တစ်ပင်တစ်ပင်ကိုရှာနေပါတယ်ဗျာဟဲ့မင်းကိုဘယ်သူကနှင်းနေလို့လဲဘယ်သူကမှလည်းမနှင်းမအောင်ဗျာဘုရားရှင်ကိုယ်တန်ဘုရားစာရွတ်တန်ကြီးစီတန်တို့ကိုအရှင်ဘုရားကခွင့်ပြုမှုမပြုသေး၍တပည့်တော်မှာနာခွင့်မရှိသေးပါဘူးဗျာပြီးနေရအောင်ပါပါဗျာအင်းဒါဆိုရင်ငါကတရားဝင်နေခွင့်ပေးရင်တော့ဒီလက်ပံပင်ကြီးမှာနေနိုင်တယ်မဟုတ်လား အရှင်ဘုရားကလာခွင့်ပေးမယ်ဆိုရင်တော့ဘုရားရှင်ကိုတဲ့အချင်းတခြားကိုပြီးမထွက်တော့ဘဲနဲ့ရဲရဲဝံ့ဝံ့တရားနာလို့ရပါပြီဘုရားတပည့်တော်နေဝင်ပါလေဘုရား gain ဒါဖြစ်ရင်လေနေပြီတော့ဒါပေမဲ့ငါเจ้าကကိုရင်နေเจ้าသားတွေကိုတော့မချောက်မလန့်ရဘူးကြားလားပြီးတော့ရွာသူရွာသားတွေကိုပါမချောက်နှံ့ရဘူးအရှင်ဘုရားရဲ့စကားကိုနားထောင်ပါမယ်ဘုရားအရှင်ဘုရားတပည့်တော်ကိုတွားခွင့်ပြုအောင်ဘုရားနေအောင်ွယ် မင်းနာမည်ကဘလို့ခေါ်လဲတပည့်တော်ရဲ့နာမည်ကနတ်ကျော်ပါဖေ။လူပြည့်စင်ကရွာစဉ်လှည့်ပြီးတော့ဓမြတိုက်ခဲ့တော့ဘူနတ်ကျော်လို့အမည်တွင်ခဲ့ပါလေဖေ။ဓမြပြည့်စင်ကဘသူအတက်ကူမှမတက်ဖူးပေမဲ့အာဒီနာကန်ကျိုးပေါက်ခဲ့လို့အခုလိုတစီတရေဘွားကိုရောက်နေတာပါဖေ။အဲဒီနောက်မှာတော့ကျောင်းသားလေးကိုပူကန်နေရကနေခွာသွားပြီးတော့ထွက်သွားခဲ့ပါလေ။နောက်ပိုင်းမှာတေးကြီးနတ်ကျော်စာရန်အတွက်ပူရှန်နေတဲ့ထမင်းနဲ့ဟင်းတွေကို တပိဟောင်းတလုံးထဲမှာပေါင်ထည့်ပြီးလက်ပံမင်းကြီးရဲ့အောက်မှာကိုရင်လေးများကိုတွားပြီးတော့ပုံကြွေးခိုင်းပါတယ်ကိုရင်လေးများကိုတာဝန်ပေးတယ်လို့ကျောင်းသားလေးများကိုလည်းတာဝန်ပေးတဲ့အခါပေးပါတယ်တခါတရံမှာတော့ဇရာတော်ကိုယ်တိုင်လည်းတွားကြွေးတတ်ပါတယ်ဓမင်းကိုပုံထားရင်အားလုံးမျက်စိအောက်မှာပင်ကြည်ရင်ကြည်ရင်နဲ့ဂုံသွားခဲ့ပါတယ်ကျောင်းသားလေးများကအကောင်အထည်မမြင်ရဘဲနဲ့ဂုံသွားတဲ့အတွက်အစပိုင်းမှာတော့ကြောက်လန့်နေကြပါတယ်အကျိန်ပေါင်းများစွာ အပေါ်ကောင်းကောင်းနဲ့တွားကြွေးတဲ့အခါမှာတော့ကြောင်းနံမှုမရှိသေးတာမကဘဲနဲ့ပျော်ရွှင်တတ်တဲ့ကြောင်းသားလေးတယောက်ကစားစရာများကိုတပိတ်ဟောင်းတစ်လုံးနဲ့လာကြွေးတဲ့အချိန်တပိတ်ပေါ်မှာလက်အုပ်ပြီးတော့ကြောင်းသားလေးကသူ့ဘက်ကိုဆွဲယူပါတယ်။တပိတ်ကသူ့ဘက်ပါမလာဘဲနဲ့ကြောင်းသားလေးရဲ့လက်ပေါ်ကအလွန်ကြမ်းတမ်းတဲ့အမွေအမြင်ရှိတဲ့လက်ကြီးနဲ့ဖိကင်ထားတာကြောင့်အကောင်အထည်မမြင်ရဘဲနဲ့တိလိုက်ပါတယ်။ကြောင်းသားလေးကလည်းရုတ်တရက်ဆိုတော့ထိတ်လန့်သွားတယ်။သို့တော့သူနဲ့အတူ ကိုရင်လေးပါမှန်ပြီးလိုက်တဲ့အတွက်အကြောင်းလံပြေးသွားပြီခမားကြီးလှုပ်လိုက်တာကျုပ်တို့တော့လန့်သွားတာပဲဖုန်ကြီးနဲ့ပြန်ရှောင်းမယ်ဒါမှနောက်ကိုထမင်းမကြွေးခိုင်းပါအဲဒီလိုပြောလိုက်တဲ့အတွက်တစ်ပင်အရင်ကနေထမင်းထည့်ထားတဲ့တပိတ်ကြီးနာကနေအတန်ထွက်ပေါ်လာတယ်ဟာကောင်းလေးငါကမင်းတို့ကိုချစ်လို့စားလိုက်တာပါကွာဇီယာတော်ကတော့မရှောင်းပါနဲ့ကွာကြောက်ရွံ့တန်လို့လို့ရည်တန်လို့လို့ဝမ်းမမန်းတဲ့အတန်ကိုကျောင်းသားလေးကကြားလိုက်တယ် အဲ့ဒီလိုပြောလိုက်တဲ့အတွက်ကိုရင်လေးနဲ့ចောင်းသားလေးတို့ကတေးကြီးနဲ့ကျော်ဘုံကြီးအားအလွင်ကြောက်တာကိုទីသွားပါတယ်တေးကြီးကဘုံကြီးအားចောင်းမှန်ទីလိုက်တဲ့အခါမှာတော့ကိုရင်နဲ့ចောင်းသားလေးတို့တေးကြီးကိုမကြောက်တဲ့အပြင်မခန့်ကျင်အောင်စကြပါတယ်တေးကြီးကပြန်ပြီးတော့တခုခုလှုပ်ရင်တော့ဘုံကြီးကိုပြန်ရှောင်မယ်အဲ့ဒီလိုပြောလိုက်တဲ့အခါကလေးများကိုကျေနပ်အောင်ပြန်လျှော့ပြီးတော့မလျှောက်ပါနဲ့ကွာမင်းတို့ကတခြားကလေးတွေနဲ့ဂုံညင်းလို့ ဒိုးလိန်ဇေတောက်ခေါင်းပန်းလန်နာတွေကစားရင်မင်းတို့နိုင်အောင်လို့ငါလုပ်ပေးမယ်အဲ့ဒီလိုဂရိခံထားတဲ့အတွက်ကျောင်းသားလေးများကစားတဲ့အခါမှာအနံ့ရောက်အောင်လေပြင်းနဲ့မှုတ်ပြီးတော့ကူညီနေမှန်သိပါတယ်ကြည်ဘိုးနဲ့ကျော်မတရားဘူးအနံ့ရချင်လို့ကစားပါတယ်ဆိုမှတပတ်ကကောင်းနေကိုနိုင်အောင်လာလုပ်ပေးနေတယ်မတရားဘူးဗျာဆရာတော်ကိုသွားတိုင်မယ်ဟေးဟေးဟိတ်ကလေးမင်းမကြိုက်ရင်ငါဟိုကောင်ဘက်ကနေပြီးတော့မကူညီတော့ပါဘူးဆရာတော်ကတော့သွားမလျှောက်ကြပါနဲ့ ငါရဲ့တစ်ပင်ပေါ်မှာပဲတွားနေပါမယ်မင်းတို့ဘာသာပဲကစားကြပါတော့ကွာအဲဒီလိုပြောပြီးတော့လက်ပံမင်းမောတက်သွားတယ်တိတ်ကိုင်းလှုပ်ရှားသွားတဲ့အတွက်အာလုံးသိလိုက်ပါတယ်လက်ပံမင်းကြီးကရေရေတက်အောင်ပွင့်နေပြီလက်ပံပွင့်များကလည်းတဖြုတ်ဖြုတ်ကြွေကြနေပြီရွာတွေကအမျိုးသမီးကလေးလူကြီးမနဲ့မိုးလင်းတာနဲ့လက်ပံပွင့်လာကောက်ကြတယ်မိန်းကလေးများကတိတ်ပင်ပေါ်မော့ကြည့်ပြီးတော့ဘုံနဲ့ကြော်ကြီးရေကျုပ်တို့လက်ပံပွင့်နေကောက်ချင်လို့ လက်ပံပွင့်နေလှုပ်ချပေးပါဦးမိန်းကလေးများကလှုပ်ချခိုင်းရင်လက်ပံပွင့်များများရအောင်အကိုင်းများကိုလှုပ်ချပေးပါရယ်ကောင်းလေးများကလှုပ်ချခိုင်းရင်တော့လုံးဝမလှုပ်ချပေးပါဘူးကျောင်းသားလေးများကလက်ပံပွင့်လာကောက်ရင်တခါမှလက်ပံပွင့်မရပါဘူးဤဘုံမှာကြွေကြနေတဲ့လက်ပံပွင့်များပင်ပျောက်နေပါရယ်ဘုံနဲ့ကြောင်ခမလက်ပံပွင့်တွေကောက်ပြီးတော့ဖွက်ထားတာမဟုတ်လားရွာတွေကမအေးချစ်ကြီးတို့ကိုပေးမလို့ဖွက်ထားတာမဟုတ်လားဗျကျုပ်တို့ကခမအကြောင်းကိုသိတယ် ခမမပေးရင် ဖုန်းကြီးနဲ့တိုင်မယ်ဒါပဲရော့ပါရော့မင်းတို့ကငါ့ကိုဖုန်းကြီးနဲ့တိုင်မယ်ဆိုတာကြီးပဲခမကဆရာတော်ကိုပဲကြောက်တာလေကျုပ်တို့ကကြတော့ခမလှုပ်ချင်ရလို့ခမလှုပ်တာကိုခံနေရတယ်လေမကြည်မနှက်နဲ့တရေဘူနဲ့ကျော်ကအင်မက်နဲ့ထုတ်ထားတဲ့လက်ပံပွင့်များကိုပုတ်ခနဲ့ပြစ်ချပေးတယ်ရွာထဲမှာလက်ပံပွင့်လာကောက်ကြတဲ့မိန်းကလေးများထဲမှာအပြိုကြီးမအေးချစ်ကိုမိန်းကလေးများကတရေနဲ့ကျော်နဲ့စားကြတယ် နောက်တနေ့မှာတော့မအေးချစ်အတွက်လက်မှတ်ပွင့်တွေကောက်ထားပေးရန်ပြောကြတယ်။အဲဒီနောက်ပိုင်းမှာတော့မအေးချစ်ပါလာတာနဲ့ဘဲကမှမသိအင်ဘက်၃ရွက်ခန့်နဲ့ထုတ်ထားတဲ့လက်ပံပွင့်တော့ကအနာကိုပုတ်ခနဲ့ကြတယ်။မအေးချစ်ကလည်းကြားလာတဲ့လက်ပံပွင့်ကို မရေတရေနဲ့ယူပြီးတော့ပြန်မာတယ်။ကြည့်ဘုန်းနဲ့ကြော်ကြီးမျက်နှာလိုက်တယ်။အဲဒီလိုမျိုးမင်းကလေးများကပြောလိုက်ရင်လက်ပံပွင့်အကိုင်းကိုလှုပ်ချပေးတယ်။ဘုန်းတော်ကြီးကညာအိမ်ညံ့နေအလူတန်သွားเสียရှိရင် လက်ပံပင်အောက်ကိုသွားပြီးတော့ဟေးတကားကြီးဖုန်ကြီးကြက်ခတ်တော်ရွာကို အလူညသွားအိတ်ဆရာရှိတယ်မနေ့ပြန်ညနေမှအเจ้าကိုပြန်ရောက်မယ်မင်းကအเจ้าကိုစောင့်ရှောက်ပြီးတော့ကြည့်ထားပေးပါဘဲကိုရင်ဘဲเจ้าသားစာမန်အံမူစွန့်ခံမထွက်ဘူးတယောက်မကြံပြန်ပြောဆရာတော်စိတ်ချမယ်နော်အဲ့ဒီလိုပြောပြီးတော့ဆရာတော်စိတ်ချမယ်ဆိုပြီးမှားထားခဲ့တယ်ဆရာတော်ကစိတ်ချလက်ချမှားခဲ့တဲ့အတိုင်းအเจ้าကိုစောင့်ရှောက်ခဲ့တယ် ဇရာတော်ပြန်ကြွလာပြီးညရောက်တာနဲ့ဇရာတော်ကိုပြန်လျှောက်ပါလေ။မောင်ဖုံးနဲ့မောင်အီးကျွေကတော့စာဖက်ရင်းနဲ့ရန်ဖြစ်ကြပါလေဖေ။ကိုရင်ပန္တိတာနဲ့ကိုရင်ကုတ္တလာကစာမဖက်ဖင်းနဲ့ညစာကိုကိုးစားကြပါလေဖေ။ကွာတို့နဲ့တန်ချောင်းကိုရင်တေစိန်သားတို့ကတော့ရွာထဲမှာဆွန့်ခန်းတာလမ်းတစ်ဘက်ကနေ ပြန်လာကြပါလေဖေ။ပြီးတော့တပည့်တော်ကိုဓမင်းလာကြွေးတာအစာကြီးလို့ဆိုပြီးတော့တပိတ်ထဲတဝက်ပဲထည့်ပြီးတော့လာကြွေးပါလေဖေ။ ကဲလူโซလေးတွေလာခဲ့ထက်လက်ပြားလေးယူခဲ့ပါအောင်ဖုံဖုံဖျားသူ့ကိုဓမင်းနေနေကြွေးရဲဆိုပြီးတော့မဟုတ်မဟတ်တွေရှောက်တင်နေရပါဖျားသူ့စကားကိုမယုံပါနဲ့ဖျားမင်းတို့ကိုပဲငါကမယုံတာနှက်ကြော်ကိုငါကယုံတယ်ကဲတယောက်စီတန်းစီဖုံကြီးចောင်းကចောင်းသားရောကိုရင်မှာထက်လက်အကျော်ကိုတတ်ထားတဲ့ထက်လက်ဖက်ပြားနဲ့အာမထဲပဲသုံးချက်စီရိုက်လိုက်တယ်အဲ့ဒီအခါမှာတေးရဲ့နှက်ကြော်ကငါ့ကိုဓမင်းနေနေပဲကြွေးတယ် ကိုရင်နဲ့ចောင်းသားကြီးအခုတော့ရှုံမဲ့နေပြီမလားဘုံကြီးကចောင်းသားများကိုရိုက်ရင်နဲ့ပြုံးပြီးကြံခဲ့တယ်ရွာတွေကဘုံကြီးရဲ့တကားများကလည်းဒေးရဲ့နှက်ကြောရဲ့အကြောင်းကိုទីသွားတဲ့အတွက်ဒေးရဲ့နှက်ကြောစားဖို့အတွက်စားစရာများယူလာပြီးလက်ပံမင်းအောက်မှာချပေးတယ်သူတို့ရှိမှပဲဒေးကြီးကစား၍စားစရာများကုန်သွားတာကိုတွေ့ရပြီးတော့ဒေးကြီးကိုတော့မတွေ့ရပါဘူးသူတို့ကြွေးတဲ့စားစရာများ ယူဆတာကိုတွေ့ရတဲ့အတွက်ဝမ်းသာကြတယ်။တချို့ကတော့စကားပြန်ပြောတယ်။တချို့ကတော့စကားပြန်မပြောပါဘူး။တေးကြီးကဖုန်ကြီးကျောင်းမှနေရင်းနဲ့အချောင်းအလန့်မရှိဘဲနဲ့ဒူကဲတို့ပင်သဘောထားနူးညံခဲ့ပါရီ။တရက်ဇီယာတော်အထံမှာတေးကြီးနဲ့ကြော်ရောက်လာခဲ့တယ်။ဟဲ့ငါရှိရောက်နေတာနဲ့ကြော်မဟုတ်လား။တခြားသူများမမြင်ရပေမဲ့ဇီယာတော်ကတော့တင်ကြားတက်မြောက်ထားတဲ့ပညာအစွမ်းနဲ့တေးကြီးနဲ့ကြော်ရဲ့အကြောင်းကိုသိတယ်။ မမဖေဟာတပည့်တော်နှက်ကြပါဖေဟာတပည့်တော်နောက်ခွနေရဲ့နေရင်ဒီတေးရဲ့ဘဝကနေကျွတ်ပါတော့မယ်ဖေဟာလူဘဝကိုဝန်စားခွင့်ရခဲ့ပါပြီဖေဟာဇီယာတော်ရဲ့ចောင်းကံဖေဟာရိတ်ခိုးဝင်ပြီးတရားနာတာရုခိုရလို့အဆင့်တက်သွားတာလားကွအရှင်ဖေဟာကြွေးတဲ့ဆွင်းကြံဟင်းကြံများကိုစားရင်းနဲ့အရှင်ဖေဟာညာဘက်ဖေဟာရှင်ကိုတဲ့အခါမှာတိပင်ဘောကနေလိုက်ပြီးတော့ရှင်ကိုမိပါတယ်ဖေဟာ အရှင်ဘုရားကတပည့်တော်ကို နေစဉ်ကျွေးနေတဲ့အစာအစာအလူဒါနကိုလည်းအမြဲတာထုခေါ်ပါတယ်ပြီးတော့အခုရက်ပိုင်းမှာကျောင်းဆောင်နှက်ကလည်းတာဝန်တစ်ခုပေးပါတယ်ရွာထဲကလူတော်တော်များများကို သာသနာကိုင်းဆိုင်ဖို့ဘုရားကြောင်းကန်သွားဖို့တညာတအိမ်စီအိမ်မက်ပေးခိုင်းထားပါတယ်တပည့်တော်လည်းခိုင်းထားတဲ့အတိုင်းအိမ်မက်လိုက်ပေးခဲ့ပါတယ်ဘုရားအခုတပည့်တော်တာဝန်လည်းပြီးဆုံးခဲ့ပါပြီဘုရားဘုရားရဲ့တရားတော်ကိုလည်းမမေ့မလျော့ အမြဲတမ်းကိုင်းဆိုင်လို့နေပါမယ်ဗျာတကာနဲ့ကျော်လူဘဝကိုဝင်စားမယ်ဆိုတော့ဘုံကြီးလည်းဝမ်းသာပါတယ်ဘာသာတရားကိုကိုင်းဆိုင်တဲ့မိသားစုရဲ့မိခင်ရဲ့ဝမ်းထဲမှာဝင်စားနိုင်ပါစေလို့ဘုံကြီးဆုတောင်းပေးပါတယ်ပြီးတယ်ဆိုနေပြပါစေဗျာတည်ရဲ့နဲ့ကျော်ကလည်းဘုံကြီးအားလာရောက်ရှောက်ထားပြီးတော့နောက်ကနေ့ရဲ့အတွင်းမှာပဲသူပြောခဲ့တဲ့အတိုင်းလူဝင်စားဖြစ်သွားခဲ့ပါတယ်ပရိသတ်များခင်ဗျာဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။